ဂျယ်လီအစ်စ်ကလေးတွေရောက်တိုင်းပြပေးပါဆိုပြီးတော့တောင်းဆိုထားတဲ့ကလေးလေးအတွက်တီတီကဒီနေ့ဂျယ်လီအစ်စ်လေးရောက်လို့ပြပေးမယ်နော်ဒီဂျယ်လီအစ်စ်လေးမှာဆိုလို့ရှိရင်အရသာ9မျိုးတောင်ပါတယ်သူကအခွန်ခွာစားရတဲ့ဂျယ်လီပဲဒါပေမဲ့အရသာအစ်စ်တွေပါလာတယ်အခုကတော့တီတီကဒီဂျယ်လီထုပ်တွေကိုမှောက်ထားတယ်ကဲပြမယ်နော်တစ်ခုချင်းစီဘာရတာလေးဖြစ်မလဲဆိုတော့ ကဲသူကပန်းရောင်လေးလည်းဖြစ်တယ်ချစ်စရာလည်းကောင်းတယ်ဆိုတော့လှန်ကြည့်လိုက်မယ်ကဲမမုံသီးရတာလေးပါမမုံသီးလေးကဆိုလို့ရှိရင်တီတီကတော့အရန်ကြိုက်တယ်သူ့ရဲ့အနံ့ကိုလည်းကြိုက်တယ်အရသာကိုလည်းကြိုက်တယ်အထဲမှာဂျယ်လီအလုံးလေးပါမယ်အပြင်အခွန်ခွာလိုက်မယ်ဆိုလို့ရှိရင်အီအီလေးဂျယ်လီအီအီလေးတစ်ခုပါမယ်နော်အခွန်ခွာစားရတဲ့ဂျယ်လီကိုမမုံသီးလေးနောက်ထပ်အရသာအစ်စ်တစ်မျိုးတီတီကထပ်ပြပေးဦးမယ်အနီရောင်လေးဆိုတော့ ။ပါလေးဖြစ်မယ်ထင်တယ်။စတော်ဘယ်ရီတော့လုံးဝမဟုတ်ဘူးနော်။အရသာအသေးဖြစ်တယ်။ငကမောက်သီးလေးပါဒါလေးကတော့ငကမောက်သီးရသာလေးကတော့တစ်ခါမှချယ်လီတွေမှာမတွေ့ဘူး။ပထမဆုံးအသေးရောက်တာဆိုတော့ဘလို့ရသာရှိမလဲဆိုတာတိတိလည်းမသိသေးဘူး။နောက်ထပ်ကဲဒီမှာဒါလေးကကြတော့ဘလူးဘယ်ရီလေးပါ။ blueberry ရတာလေးဆိုလို့ရှိရင်လည်းအသစ်ထွက်တာเนาะဒါအခုမှပထမဆုံးဒီဒီရိုးဆိုင်ကိုရောက်ပူးတယ် blueberry ရတာလေးပါနောက်တစ်မျိုးပြအောင်မယ်နောက်တစ်မျိုးဆိုလို့ရှိရင်เนาะ ကဲဒီမှာကြည့်ရုံဒါဆိုလဲအရသာအစ်စ်ကလေးပဲကီဝီသီးလေးကီဝီသီးလေးဆိုတော့အချင်ရသာလေးဖြစ်မယ်နော်အပြင်ပုံလေးကြည့်တာနဲ့ကိုစားကျင်စရာလေးနောက်ထပ်အရသာတစ်မျိုးဆိုလို့ရှိရင်နော်ဒါလေးကတော့ဇပြစ်သီးအရသာလေးပါဒါလေးကတော့ပုံမှန်ရှိနေကြအရသာလေးပဲအရင်လုံးကလည်းရှိတယ်ဒါအခုထပ်ပြီးတော့ဒစိမ့်အစ်စ်နဲ့ထွက်တာပေါ့နော်နောက်ထပ်အရသာအစ်စ်ဒါဆိုလို့ရှိရင်လေတီတီတို့ဒီ jelly line တွေထဲမှာဆိုတခါမှမမြင်ဘူးကြည့်ပါဦးမင်းကိုတီးတဲ့မင်းကိုတီးရတာလေးဆိုလို့ရှိရင်လည်းဘလို့ရတာရှိမလဲဆိုတာတီတီလည်းလုံးဝမစားဘူးသေးဘူး အခုမှအစ်စ်ရောက်တဲ့ဟာလေးကိုဒီဒီကပြပေးတာပါပြီးတော့ဒီမှာလိမ္မော်အသီးရတာလေးလိမ္မော်ရတာဆိုတော့ခလေးတိုင်းတည်တယ်ခြေနဲ့အရတာလေးဖြစ်မယ်အရတာကခုနှစ်မျိုးတောင်ရှိတယ်ပုံစံခုနှစ်မျိုးတောင်ရှိတယ်ကဲခလေးတွေ jelly အစ်စ်လေးတွေလိုချင်တယ် jelly အစ်စ်လေးရောက်ရင်ပြပေးပါဆိုတော့ခလေးလေးတို့အတွက်ဒီဒီက jelly အစ်စ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်